အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့အာနာဆက်ဆိုတဲ့စာအုပ်လေးတွေကအထာတကြပညာပြသက်ပါစေဆိုတဲ့ဤဥပဒေလေးကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်ဘာပဲလုပ်လို့ကိုယ့်ရဲ့လုပ်ရည်ကံရည်တွေအားလုံးဟာတဘာဝကြပြီးတော့အထာရှိနေရမယ်ဆရာကြကြလုပ်တတ်မှန်းတည်တာနေရမယ် လူတွေအမြင်မှာအထင်ကြီးစရာဖြစ်လောက်တဲ့အလိုမျိုးနဲ့ပညာပြသက်ရမယ်။မထင်မှတ်ထားလောက်အောင်ကျွမ်းကျင်တက်မြောက်ထားသလိုဖြစ်နေရမယ်။လှုပ်ဖို့အတွက်အထူးတလဲအားထုတ်စရာမလိုပဲတစ်ဖက်ကန်းခတ်တက်မြောက်နေသလိုမျိုးလှုပ်ပြနိုင်ရမယ်။ကိုယ်အတွက်အခက်ခဲမရှိလုံနိုင်သလိုမျိုးအထာပြသက်ရမယ်။စူးစားပန်းစားလှုပ်ခဲရတာတွေကိုမသိစေနဲ့မမြင်စေနဲ့လူထင်ကြီးခံရတာထက်လူထင်သေးပြီး ူများနည်းတူဖြစ်သွားလိမ့်မယ်။ပါရမီရှင်ဆိုတာပါရမီရှိကြောင်းလုပ်ပြတာကလွဲရင်ဘာကြောင့်ပါရမီရှိတယ်လဲဆိုတာမပြောရဘူး။မျက်လက်စရာလိုပဲပညာကိုရှုထားပါ။အဲ့ဒါကိုမှမိုင်မဲစွာနဲ့ကိုယ့်အသက်ပညာမျှပေးလိုက်လို့ကတော့တပည့်တက်လို့တည်လိမ့်မယ်။တဘာဝမိခင်ကြီးရဲ့စံကျင်မှုတွေကြောင့်လူသားတို့အနေနဲ့ထူးကဲပြောင်မြောက်တဲ့အချိန်ဝါဆိုတာရှိမှန်းနားလည်ခဲ့ကြတာဖြစ်ပါတယ်။ဒါဖြင့် တဘာဝမိခင်ကြီးရဲ့ထူးခြားဆန်းကျင်မှုဆိုတာဘာလဲမထင်မှတ်ထားတဲ့အခိုက်မှာဖြက်ခနဲ့လက်ခနဲ့ပေါ်လာတတ်တဲ့မိုးကြိုးလက်စည်းတွေနဲ့ထင်မှတ်မထားတဲ့အချိန်မှာချက်ချင်းဆိုသလိုလမ်းဖြတ်မှင်တဲ့ကြောက်ရွံ့သွားစေနိုင်တဲ့မိုးချင်းတန်ကြီးတွေခမန်းလို့မရနိုင်ပဲမထင်ရင်မထင်သလိုခက်ထန်လာတတ်တဲ့မိုးတက်လေပြင်းမုန်တိုင်းတဲ့အတူရေကြီးရေရှမ်းမှုတွေအရှိန်အဟုန်လိုက်ကြီးကျယ်တဲ့မြင်းကလင်ကြီးတွေအပါအဝင်တာစီမရပိတ်ပင်မရ တဇုထိုတဟုံထိုဆင်းရဲဒုက္ခဘေးအနေအများစွာပေးနိုင်တဲ့ဒါရဲ့တိရစ္ဆာန်တည်းရဲ့တဘာဝအစုံစသဖြင့်အားလုံးဟာတဘာဝမိခင်ကြီးပြလေးရှိတဲ့ဩဇာအာဏာအရှင်အဝါကြီးတွေပဲဖြစ်ပါတယ်။တဘာဝမိခင်ကြီးရဲ့စွမ်းမကားတွေမှာပေးတော်ချိန်လဲလိုအပ်ပါဘူး။စီစဉ်မှုလည်းမရှိပါဘူး။အကြောင်းတိုက်ဆိုင်တဲ့အခိုက်အတန့်မှာတဘာဝအတိုင်းဖြစ်ပေါ်လာမှုတသက်သာဖြစ်ပါတယ်။ဒီလိုမျိုးခန့်မှန်းမရ မှန်စမရတဲ့တဘာဝအတိုင်းဖြစ်ပေါ်လာတဲ့တက်ရောက်မှုကြီးတွေကတည်ရင်းနဲ့ရှည်ရဲ့အကြာလွန်ဆွဲနေလို့ကစားပြမှာတော့လူတွေအတွက်မလောက်ဖွယ်ကောင်းလောက်အောင်အထင်ကြီးလေးစားဖွယ်ဖြစ်ပါတယ်။ဒါကြောင့်လဲတချို့သောလူမျိုးနွယ်တွေကတဘာဝကြီးကိုကိုးကွယ်ရာအဖြစ်သတ်မှတ်ပြီးပါစားကြတာပါ။တဘာဝကြီးရဲ့အစွမ်းဘကကိုတူပါပြီ။နီးပညာကူညီနဲ့အန်ကြီးလောက်ဖွယ်ရာစွမ်းအားတွေကိုဖန်တီးနိုင်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ နီးပညာစက်ပစ္စည်းတွေကိုအာကိုပြီးတဘာဝကြီးကိုတူပလာမျိုးဖြစ်တဲ့အတွက်အရင်အမြင့်ကိုတည်နေတဲ့အခါအထင်ကြီးစရာမဖြစ်တော့ဘဲရိုးစင်းသလိုဖြစ်သွားပါတယ်ဥပမာကားဆိုတဲ့ဆက်ရံရကြီးဟာအင်မတန်အသုံးဝင်သလိုအန်ချီလောက်ဖွယ်တိုးတက်ဖွံ့ဖြိုးမှုဖြစ်ပါတယ်ဒါပေမဲ့ကားရဲ့အလုံးလုံးပုံကိုနားလည်ကြနေပြီဖြစ်တဲ့အတွက်အစမ်းမဟုတ်တော့တာကြောင့်ဘဒုမအဖက်လုပ်ပြီးကားစီးနိုင်တာကိုမြောက်ပင် ပြောဆိုတာမျိုးမလုပ်တော့ပါဘူး ကလေးတငယ်တွေအနေနဲ့ဘာကြောင့်လူကြီးသူမတွေလုံးသမျှ၊ကင်သမျှအပေါ်အထင်ကြီးလေးစားသလိုဖြစ်သွားတာလဲ။ဘာမဟုတ်တဲ့ပေါမုံလုံးလေးကိုကလေးတငယ်ရှိမှလုပ်ပြပြီးမိဖုတ်လိုက်လို့ရလာတဲ့အိမ်လုံးပေါမုံလုံးလေးကကလေးတငယ်ရဲ့မြင်သိနိုင်မှုအတိုင်းအတာအရာအထင်ကြီးစရာဖြစ်ပါတယ်။တမယိုးရမဟုတ်ပဲသပင်စီးနေတဲ့နဲ့တမီးဖြစ်သူကိုဖြက်လန်းတစ်ခု ပြလိုက်ရင်ပဲကျေးဇူးတင်လို့မဆုံးဖြစ်သွားတတ်ပါတယ်။ ဒီတာတကားကိုအရှိခံပြီးနားလည်လို့ရနိုင်တာက အရှိန်အဝါဆိုတာကနားလည်လက်ခံနိုင်မှုအတိုင်းသာပေါ်မူတည်ပါတယ်။နားလည်နိုင်ဖို့မလွယ်ကူတဲ့အရာတွေကို လုပ်နိုင်ရင် လူတွေရဲ့စိတ်ဝင်စားမှုခံရတာကို လူတိုင်းသိပါတယ်။အဲ့ဒါထက်လုံခြုံဖို့မလွယ်ကူတဲ့အသိပညာအသက်ပညာတွေကို အများနဲ့မတူတမူထူခဲ့ပြီးလုပ်နိုင်ရင်တော့အရှိန်အဝါကြီးသူအထွန်းဖြစ်သွားနိုင်ပါတယ်။ဥရောပကပညာရှင်တွေအနေနဲ့ဒီအယူအဆတွေကို ဟိုးရှိရှိကလေးကတွေးတော့ခဲ့ပြီးသားဖြစ်သလိုမထင်မှတ်ထားတဲ့နိုင်ငံရေးလောကနယ်ပယ်မှာအသုံးချရင်အကျိုးဖြစ်ထွန်းနိုင်အောင်ဖော်ဆိုင်အောင်ကြောင်းကိုလည်း1528ခုနှစ်မှာထွက်ခဲ့တဲ့ The Book of the Courtier စာအုပ်မှာ Renaissance ခေတ်မိမှုထမ်းတွေအနေနဲ့လိုက်နာဖွယ်ရာလမ်းစဉ်တွေကိုအကျယ်တဝင့်ဖော်ပြထားခဲ့ပါတယ်။အဆိုပါစာအုပ်ရဲ့မူရင်းစာရေးသူရဲ့အဆိုအရအထာတကြပညာပြဏီကို အချိန်အဝါလိုသူမိမှုထမ်းတွေအနေနဲ့မဖြစ်မနေအသုံးချတတ်ဖို့လိုအပ်ကြောင်းတိုက်တွန်းထားပါတယ်။အထာတရပညာပြာနည်းဆိုတာက အမှန်တော့အသက်ပညာတစ်ခုခုသို့မဟုတ်လူထင်ကြီးအောင်ဘာပဲလုပ်လုပ်လုပ်တဲ့အလုပ်ကိုင်တွေကဘလောက်ပဲအခက်အခဲနေပါစေကျွမ်းကျင်ပျော်မြောက်တဲ့နီးဟန်နဲ့အလွယ်ကလေးလှုပ်ပြကင်ပြတဲ့နာမျိုးကိုစုလို့တာပါအင်မတန်ခက်ခဲပါတယ်ဆိုတဲ့အလုပ်ကိုင်တွေကို မခက်ခဲသလိုမျိုး ပေါ်ပေါ်ပါပါလုပ်ပြရနိုင်တဲ့နည်းနဲ့လူထင်ကြီးအောင်နေနည်းဖြစ်ပါတယ်။အများထင်သလိုမဟုတ်ပဲထူးဆန်းတဲ့ဖြက်လန်းတွေနဲ့အောင်မြင်တိုးတက်သွားတဲ့လူတွေရဲ့အစွမ်းစားကိုလူတိုင်းလေးစားအားကြကြပါတယ်။တဘာဝကြကြစ조사အထောက်မှုကောင်းတွေရှိခဲ့လို့လားအောင်မြင်မှုကိုရနိုင်ခဲ့မင်းသိပေမဲ့ဘလိုနီးလန်းတွေကိုအတုံးရှာပြီးဘလိုတောင်လေ့ကျင့်ထားလဲမသိနိုင်ပဲလိုဝက်ချက်များစွာကိုဖုံးကွယ်ထားပြီးတော့တက်မြောက်မှုကိုလက်တွေ့တက်တည်ပြနိုင်တာမျိုးတွေက လူစိတ်ဝင်စားခံရသလိုလူထင်ကြီးလူလေးစားခံရတတ်ပါတယ်။အထာတကြပညာပြနည်းဆိုတာကအချိန်အဝါရဲ့တော့ချက်ဖြစ်ပါတယ်။အချိန်အဝါဆိုတာကလည်းအပြင်ပုံပန်းအတွင်နဲ့လှည့်စားမှုပေါ်အခြေခံတဲ့အလုပ်ဖြစ်တဲ့အတွက်လူထင်ကြီးလေးစားလာအောင်ဟန်ပြအကောင်းရင်အချိန်အဝါရနိုင်တာပါပဲ။လူပုံတွေမှာလှုပ်ပြတဲ့အလုပ်အခိုင်အပြုအမူအနေအထိုင်အလေးအကျင့်အလုံးဟာတနည်းအားဖြင့်ပြောရရင် ပကြီးစရာရဲ့ပကြီးကားချက်နဲ့တူပါတယ်။တီထွင်ကြံစားသူရဲ့ဆက်ပစ္စည်းရန်တရာနဲ့တူပါတယ်။လက်ရမြောက်တဲ့ပကြီးကားတစ်ချက်ဈေးမြောက်နေရခြင်းအကြောင်းကအဲ့ဒီပကြီးကားကိုနားလည်ရာခက်ခဲတဲ့လှုပ်ဝက်ရှက်လက်ရှူပညာတွေနဲ့ရေးဆွဲထားလိုပါ။ထူးရှားပြောင်မြောက်တဲ့ဆက်ရန်တရာတစ်ခုကိုအပေါ်ရင်အားဖြင့်ကြည့်လိုက်ခြင်းအပြင်အကျိုးရှိပုံအလိုက်လူထင်ကြီးလေးစားခံရပါတယ်။အကြောင်းက အဲ့ဒီဆက်ရန်တရားလေပတ်ပုံနဲ့အလုံးလုံးပုံကိုတာမန်လူတွေရဲ့အတိဉာဏ်ပညာကနားလည်နိုင်စွမ်းမရှိတဲ့အတွက်ထူးခြားစံကျေသွားတာပါဒါပေမဲ့လက်ရမြောက်ပကြီးကားရဲ့ရေနီဆွဲနီသုံးနီးကင်နီးတွေကို ပကြီးစရာကပြောပြလိုက်ရင်အဲ့ဒီပကြီးကားရဲ့တန်မှုကမြင့်တက်မသွားတော့ပဲလူစိတ်ဝင်စားမှုကျဆင်းသွားမှာပါလိုဝက်ချက်ဆိုတာကအတက်ဖြစ်ပါတယ်လိုဝက်ချက်ကိုဖွင့်ဖော်ထုတ်ပြောလိုက်ရင်အတက်မဲ့သွားတာကြောင့် တန်ဖိုးမဲ့သွားသလိုဖြစ်သွားတတ်ပါတယ်။အထာလကြပညာပြခြင်းဆိုတာကတကယ်တော့လုံနီးကင်နီးဖြက်လန်းတွေကိုဖုံးကွယ်ထားခြင်းတာဖြစ်ပါတယ်။ဒီနေရာမှာမဖြစ်မနေသိထားဖို့လိုရဲ့အချက်ကဖုံးကွယ်ထားခြင်းဟာလုံရည်ကင်ရည်အရေးအချင်းကိုရည်ကိုသွေးရဲ့အသက်သွေးကြောဖြစ်လို့ပဲမဟုတ်ပါဘူး။အားနည်းချက်လည်းဖြစ်သွားတတ်ပါတယ်။ကိုယ်ခံပညာထူးချွန်သူအနေနဲ့ရံဘတ်တိုင်းကို သူ့ပညာမချပြတဲ့၍အနံယူနိုင်ပါတယ်။ ပညာကိုချပြလိုက်လို့ကတော့ရန်သူက ကိုပညာရဲ့အာနန္ဒချက်ကိုချက်ကောင်းကင်ပြီးတံပြန်ဒုက္ခပိတတ်ပါတယ်။ဒါကြောင့်လူဝတ်ရှင်ဟာအကြောင်းနှစ်ရဲ့ကြောင့်အသက်ဖြစ်တာကိုလက်ခံနိုင်ပါလိမ့်မယ်။ပညာပြပြီးလူထင်ကြီးအောင်လုပ်နေရမှာတော့ပညာကိုမျှနေစရာမလိုပါဘူး။အထာတကြပညာပြပြီးအရှင်အဝါကောင်းတည်ဆောက်ပါ။အရှင်အဝါဩဇာအာဏာမမြဲတဲ့၍ကိုပညာကိုချပြတာမျိုးလုံးဝမလုပ်ပါနဲ့။ တချို့သောအရာတွေကဖုံးကွယ်ထားနိုင်မှတော်ကားကြတာပါမြဝေတင်တဲ့ပညာရှိသလိုတည်ဒီအထိလှုပ်ဝဲသွားရမယ့်ပညာတွေလည်းရှိပါတယ်မြက်လက်ဓမ္မကောင်းဟာဘယ်တော့မှ သူ့ပညာကို ထုတ်ဖော်ပြောဆိုခြင်းမပြုပါဘူးမြက်လက်ဓမ္မကောင်းတာဖြစ်ပါစေမမိုက်ပါနဲ့